ားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Garden Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 32နဲဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလွန်ကလေးတစ်ပုဒ်ကိုရွေးချယ်ပေးရှင်ပါတယ်။ဒါဆိုပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလွန်လေးရဲ့အစိုးတိကိုကြည့်ရှုအားပေးကြပါအောင်နော်။ဟာဘာဖြစ်သွားတာလဲ။ကျမရေရဲကိုအတုံးချခံလိုက်ရတာလား။အိုးမဖြစ်ဘူး။ရှေးတော့မရဘူး။ကျမကရေရဲစောက်တက်တယ်။ ကောင်းရောကောင်းရောငါကအရှိမကုတ်တော့ဘူးလေကျမရှိပေါ်ကိုပြန်ပေါ်လာပြီးတော့ရုံးကန်နေရပါတယ်ဘာဖြစ်လို့ငါ့ကိုမှဒါရီလာဖြစ်နေရတာလဲရှေကူးတင်တဲ့တင်တဲ့ကိုတေချာမတက်မိကြတဲ့အတွက်ကျမကုတ်ကိုနောက်နောက်ရမိပါတယ်ကျမကိုရှေ့ထဲတွန်းချလိုက်တာဘာသူများလဲအခုချိန်ကလေးကစပြီးတော့တစိမ့်သူတွေကိုရှောင်ရှားပြီးတတိထောင်နေတင်နေဆိုတာကိုကိုယ့်ကိုယ်ကိုတုံးတက်လိုက်မိပါတယ်ကြည့်စပါဦး အခုဆိုရင်ကျမရှေးလဲကောင်မောင်ကိုနေမိပါရယ်အရင်အဆုံးကျမရဲ့ပုံမြင်လေးကိုအစားကနေပြန်ပြီးတော့ပြပြချင်ပါရယ်ကျမကငွေစွန်းကပ်ပြီးတော့မွေးဖွားလာတဲ့သူတယောက်ဖြစ်ပါရယ်တကယ်ကိုချမ်းသာတဲ့မိသားစုမှာချီးပြင်းလာကြတာပေါ့ဒေအကြီးကြီးတွေနဲ့အဆောက်အုံအကြီးကြီးတွေကြားမှာကျမရှင်သန်ပြီးတော့ချီးပြင်းလာကြပါရယ်ကျမတုံးတဲ့ပစ္စည်းတွေအလုံးကလည်းတာမန်ထပ်ပို့ပြီးဈေးကြီးတဲ့အရာတွေချီးပဲပေါ့အိုးအခုဟိုဘက်ချမ်းကနေကျမကိုလက်ပြနေတဲ့သူကတော့စမစ်ဖြစ်ပါရယ်သူကကျမရဲ့အင်နီနာချင်းကောင်းလေးပါ သူတို့မိသားစုနဲ့ကျမတို့မိသားစုကအရှမ်းကိုရင်းနှီးချပြီးတော့ပဲသီရီလိုမျိုးတခုရဲမှာစူးစိနေခဲ့ကြပါရယ်။အဖေရီကအမြဲတမ်းကောက်ရိုက်တဲ့ပါတနာတွေဖြစ်ပြီးတော့အမေရီကလည်းတငယ်ချင်းတွေဖြစ်ကြပါသေးတယ်။အားကြောင့်လဲကျမတို့နှစ်ယောက်ကငငယ်လေးတွေကအတူတူကြည်ပြင်းလာခဲ့ပါရယ်။ချက်ပေမဲ့အရှမ်းကိုငယ်ရွယ်လုံးတည်တာကြောင့်တကယ့်ပြဿနာကဘာလဲဆိုတာကိုနှစ်ယောက်သားတိတ်ချမသိခဲ့ကြပါဘူး။ဒီမှာမင်းစရာတခုရှိတာကကျမတို့ဘဝမျိုးကဘာဖြစ်လို့ရေကူးတင်ငန်းစာကိုလွတ်ရတာလဲလို့လေ ညင်းစီးတဲ့တင်ထဲမှာလဲကျမကအနောက်ပြန်လဲကြပြီးတော့မြင်းကမစီးရဖြစ်ခဲ့ပါသေးတယ်။တကယ်တော့ကျမအဲ့ဒီတင်ထဲတွေအားလုံးနဲ့နေထိုင်ပုံတွေအားလုံးကိုလည်းကျမကလေ့ကျင့်သင်ကြားခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုကလေးတစ်ယောက်ကရှင်းနစ်တယ်ဆိုတော့ချောကလက်မစားရတဲ့ကလေးတစ်ယောက်လိုမျိုးအခြေအနေဖြစ်နေကြတာပေါ့။စမစ်တို့မိသားစုကကျမတို့အတွက်အကန့်ခတ်တွေလိုပါပဲ။မိသားစုချင်းကအမြဲတမ်းစီလုံးညညပြီးတော့ကျမတို့ရဲ့မွေးနေ့ပွဲရယ်ဆိုရင်လည်းအတူတူကျင်းပခဲ့ပါရယ်။ ။ရှင်မတွက်နိုင်တော့တဲ့လဖက်ရီတူတောက်ကြတဲ့ပွဲတွေကလည်းကျမတို့စီမှာအများသားပဲပေါ့။သူတို့ရဲ့တာအဲလစ်ကကျမနောက်မှာပဲအများရန်ရှိရတဲ့သူတယောက်ပါ။ကျမတို့ကဘာလို့လို့အတူတူလောက်ခဲ့ကြပါမလဲ။နောက်ပိုင်းမှာတော့နှစ်ယောက်သားမတည့်ရာတွေညလာပြီးတော့မနာလိုမှုတွေပြင်းထန်လာခဲ့ကြပါရယ်။ဒီလိုနဲ့တနေ့ကျတော့စပီတိုမီတာဆိုရဲ့နှစ်ယောက်ကြီးပြဆုံးသွားတဲ့နေ့ရက်လေးတွေကိုရောက်လာခဲ့ပါရယ်။သူတို့ ASC ဘာရီကကြာဆင်းလာခဲ့ပြီးတော့ Smith ရဲ့မျက်နှာမှာလည်းအပြုံးတို့ကိုမတွေ့ရတော့ဘူးလေ သူတို့ရဲ့အင်ဂျီကလည်းမကြသွားပြီးတော့ကျမလည်းသူတို့ dress မကောင်းဖြစ်မိပါရယ်။သူတို့မိသားစုကိုကြည့်ရတာဖြစ်ဖြစ်ချင်းရင်းနှီးဝင်သွားတဲ့တင်မော့တစ်စင်းကိုကြည့်ရတယ်လို့ဖြစ်နေပါရယ်။ဘလို့အသက်ကလေးမျိုးကမှသူတို့ရဲ့တင်မော့ကိုကဲတင်နမမဟုတ်တော့ဘူးလေ။ဖေဖေကကူညီပေးခဲ့ပြီးတော့တချို့သောအကြံဉာဏ်တွေကိုပေးခဲ့ပေမဲ့လည်းသူတို့ရဲ့အကျိုးတွေကအရန်ကိုမျှဝေနေတာကြောင့်ကျမတို့လည်းကူညီလို့မရနိုင်ခဲ့ပါဘူး။သူတို့ရဲ့တင်မအေဂျီကဟိုးအဆုတ်ထိပ်ကိုမြုပ်ဆဲသွားပြီလေ။ကျမအတွက်ဒုတိယအင်လိုဖြစ်ခဲ့တဲ့သူတို့အင်ကလည်း အခုဆိုရင်တော့ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ကျမနဲ့အမြင်ရလက်တွဲဖို့ဖြစ်ခဲ့တဲ့ Alice ကလည်းအခုဆိုရင်တခြားမြို့ကိုရွှေ့ပြောင်းနေထိုင်သွားပါတယ်။ကျမရဲ့နေ့စဉ်နေတိုင်းလုပ်ရက်တွေအားလုံးကလည်းပြောင်းဆိုသွားပြီးတော့ notification လေးနဲ့စာပဲပို့ရုံပဲတက်နိုင်ပါရယ်။ညို့တတိယနေရနော်။ငါကနေ့ကိုပို့ပြီးတော့တတိယပါရယ်။ဒီလို queue ဆက်ကြောင်းစာလေးတွေပို့နေရကလည်းဝေးကွာခြင်းကိုတားဆီးလို့မရနိုင်ပါဘူး။ဘဝစရိအရှာကလည်းအလှည့်ပြောင်းများတဲ့ဆလန်တပုတ်ပဲမဟုတ်လား။ဒီလိုရှိရဲကိုတိုးချလိုက်တာက ကျမတို့အဲ့ဒီလိုမျိုးတွေကိုတွားပြီးတော့တတိယနေလိမ့်မလို့ဘသူကတွေးထားမှလဲနော်ရှေ့ထဲမှာတစ်တုံးကိုဖတ်ထားရင်းနဲ့ပဲအလစကဘဲကိုရောက်နေလဲဆိုတော့ကျမတို့နေမိပါတယ်သူလည်းအစ်စစ်တည်နေတဲ့နေရာမှာရှိနေပြီးတော့အရင်ကထပ်ပို့ပြီးပျော်ရွှင်နေဖို့တွက်မြောင်းနေပါတယ်ကျမတို့ဒီနေရာကနေလွတ်မြောက်သွားမယ်ဆိုရင်ကျမတို့စီကိုချင်းတိပါသွားလဲမယ်သူရဲ့မဟုတ်ကဟုတ်ကဟာတာရီနဲ့အတူသူရဲ့စားနပ်မှုတွေကကျမကိုပြန်ပြီးတော့အဖြစ်စီနိုင်တယ်လေဟိုးရှင်တို့ကအချင်းတွေလိုမျိုးပေါ့ ကျမတက်တုံးကမြောက်ပါလာပြီးတော့အသက်ရှင်နိုင်ခဲ့ပါတယ်။အင်ကိုပြန်လာနိုင်တဲ့အချိန်မှာပဲမိဘတွေကိုကျမတခုံးနဲ့ပြောလိုက်ပါတယ်။ပပေနဲ့မမေတမီအဲလစ်ကိုတရီရတယ်။တမီတို့သူ့ကိုတော်တည်လို့ရလား။ရှာတော့ပေါ့တမီလေးရဲ့ဒါဆိုရင်တော်လေဖို့အတွက်အစီအစဉ်လိုက်ကြအောင်။အမေတို့လည်းသူတို့မိသားစုကိုတရီရနေတာပါကွယ်။ခဏနေပြီးတော့အချမ်းမှာပဲကျမတို့အင်ကိုလိုက်လာခဲ့ပါတယ်။အဲလစ်တို့အင်ကိုဝင်သွားတဲ့အချိန်မှာအဲလစ်ကကျမကိုပြေးဖက်ပြီးတော့နှုတ်ဆက်ပါတယ်။ ဒါဆိုရင် Alice ငါ့အကုန်လုံးပြပြတော့နော်။နေအခုတလောဘာတွေလုပ်နေကြတာလဲ။အာငါတို့နင်းနေတော့ပြောင်းလဲတော့ပါပြီ။ဒါပေမဲ့လည်းစူးစမ်းပြီးတော့ရှင်းသန်းနေပါရဲ့။နေရောဘာတွေလုပ်နေလဲ။အဲဒီခိုက်တက်လေးက TV ထဲမှာပဲမြင်ဘူးကြတဲ့ romantic ဆန်တဲ့ဇဝေကတခန့်လို့ဖြစ်နေပါရဲ့။မင်းပါဆိုလိုတာလဲ။ငါတို့ကအကူအညီမလိုအပ်ဘူးနော်။ငါတို့ထပ်ပြီးတော့မင်းတို့ရဲ့အကူအညီကိုလည်းမခံနိုင်တော့ဘူး။ဒါကအရှမ်းများလုပ်နေပြီ။သူတို့ဘာတွေပြောနေကြတာလဲ။ငါလည်းမသိဘူးဟာ။ ခုနကရိုင်မဲ့အဆင်ပြေနေကြတာမဟုတ်ဘူးလားကျေးဇူးပြုပြီးတော့ပြန်သွားလိုက်ကြပါတော့ဒီကိစ္စတွေအားလုံးကို ကျမတို့ကိုယ်တိုင်ဖြေရှင်းလို့ရနိုင်ပါတယ်ဒါပေမဲ့ကျမတို့ကမိသားစုတွေပဲမဟုတ်ဘူးလားအခုတော့မဟုတ်တော့ပါဘူးဒီနေရာကကျမတို့အတွက်ပို့ပြီးတော့ကောင်းပါတယ်ဒီလိုနဲ့ပဲကျမတို့မိသားစု Elastor ရဲ့အိမ်တွေကထွက်လာခဲ့ပါတယ်နေရာခန့်နေတဲ့ပုံစံနေတဲ့အတူကျမတို့ကောင်းဘုတ်ကိုပြန်ပြီးတော့တက်လာခဲ့ကြတာပေါ့မိတ်ဆွေကောင်းတွေဖြစ်ကြတဲ့သူတို့တွေကအခုဆိုရင်တနားရီတွင်းမာတွေမောင်းထုတ်နေခဲ့ကြတယ်ဆိုတော့ကျမဖြစ်မယုံနိုင်ဘူး ဘာဖြစ်နေကြလဲဟာငါလည်းမသိလို့သိချင်နေတာဟာအင်ကိုပြောတော့မှကျမလည်းမိဘတွေကိုအသေးချအသေးစိတ်မိခဲ့ပါတယ်။ဘာဖြစ်ခဲ့ကြလဲမမေတို့။ဘာဖြစ်လို့သူတို့ကတမီးတို့ကိုထွက်တော့ဖို့မောက်ထုတ်နေရတာလဲ။အဖေတို့လည်းမသိပါဘူးတမီးလေးရဲ့။တခါတလေတော့တပတ်တော်ကဖြစ်စေခြင်းတဲ့ဆန္ဒတွေကိုအဖေတို့ကလေးစားပြရမယ်မဟုတ်လား။သူတို့ကဘာကြောင့်ဖြစ်နေလဲဆိုတာကိုမသိခဲ့ရင်တော့မပေါ့။ညာဘက်ကျတော့ကျမလည်း Alice ကိုစာပို့လိုက်ပါရယ်။ Alice နေရှိနေလား။ ဘာတွေဖြစ်တော့လဲဆိုတာသိရပြီလားငါလည်းမပြတ်ပြနိုင်တော့ဘူးလို့ရှိငါမိဘတွေကဒီကစားနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေကြတာဒါပေမဲ့ဘာဖြစ်လို့လဲငါကရောဘာမှလုပ်မိလို့လဲအဲ့ဒါကမင်းစောင်းမဟုတ်ပါဘူးကွာဒါပေမဲ့ကျေးဇူးဖြစ်ပြီးတော့ငါ့ကိုနားလေပေးပါငါတို့အတူတူအရှိဆက်လို့မရနိုင်တော့ဘူးလေစာကိုဖတ်နေရင်းနဲ့ကျမမြေရဝဲလာပြီးတော့အရှမ်းကိုကိုကြည့်လိုက်ပါရယ်အခုဆိုရင်ကျမကသူမရှိရဘွားရဲမှာတယောက်တည်းရှင်းတယ်ရတော့မလား ။တကားတွေကပိတ်နေနေမှ frame box တွေကတော့ပွင့်မှာပဲလေ။တကားတစ်ဆက်ကပိတ်သွားရဲဆိုရင်နောက်ထပ်တကားကိုခောက်ပြီးတော့နီလုံးကိုရှာလို့ရနေတာပဲ။အဲဒါကြောင့်ကျမလုံးမရှော့ခဲ့ပါဘူး။သူကြောင်းသားရဲ့လမ်းထိကိုစောင့်နေခဲ့ပြီးတော့ကျမတို့ကိုလမ်းကောက်ခဲ့ပါရယ်။ Alice ငါနဲ့တွေ့ချင်လို့ရောက်လာခဲ့တာပါ။ငါမိဘတွေကတခုခုအမားလုပ်ခဲ့ရဲဆိုရင်လည်းငါတို့တောက်ပမာရယ်။အဲ့ဒီလိုမဟုတ်ပါဘူး Lucy ရယ်။ဒါကနည်းနည်းတော့ရှုပ်ထွေးပါရယ်။ဒါဆိုရင်လည်းဖြည့်ရှင်းကြမသေးဟာ။ နေကငါ့ချစ်စုံတငယ်ချင်းမဟုတ်ဘူးလား။နေကငါ့အတွက်အရေးကြီးတဲ့သူတယောက်ပါဟာ။ကောင်းပြီလေ။ဒါဆိုလည်းငါတို့စကားပြကြတာပေါ့။ဒါပေမဲ့ခရီးတော့ဆက်ရမယ်နော်။ဟုတ်ပြီလား။သူဒီလိုပြလိုက်တော့မှကျွန်မလည်းအရှမ်းကိုဝမ်းသာသွားပါရဲ့။အရင်နောက်နှစ်ယောက်တော့ကော်ဖီဆာတစ်ခုကိုရလာပြီးတော့ကျွန်မတို့အဆအဆုံးပြပြဖို့အတွက်စီစဉ်ထားလိုက်ကြပါရဲ့။ကျမတို့အခုလုပ်နေတာကတော့အချစ်ဆုံးတငယ်ချင်းတွေလုပ်နေကြအရာပဲဖြစ်ပါတယ်။တူတူလျှောက်သွားပြီးတော့အစာရေလဲပို့ကြတယ်။ဒါကအလုပ်ဖြစ်တယ်ဆိုတာသိရလား။ ကျွန်မကသူ့ထပ်ပို့ပြီးတော့ပတ်ဆက်ရှိနေတဲ့သူဆိုတော့ကျွန်မကပဲငွေတွေအလုပ်ကိုရှင်းပေးပါရယ်။လူစီငါမင်းကိုပြောစရာတခုရှိရနော်။အဲ့ဒါကငါမင်းကိုချစ်တယ်။သူဒီလိုပြောလိုက်တဲ့အချိန်မှာကျွန်မမျက်နှာကနီးမြန်သွားပြီးတော့အရန်ကိုရှက်သွားပါရယ်။ Alice အစ်စ်အတန်းနဲ့ပတ်ဆက်နေစရာကအရင်မကြည့်ပါဘူးဟာ။ငါလည်းနေကိုအရန်သဘောကျတယ်။မြောက်တလက်ကလေးကိုတွေ့လိုက်ကြပြီးတော့ဒီလိုနဲ့ကျမတို့တရားဝင်တွေ့ပြခဲ့ကြတာပေါ့။မျက်လက်ဆန်တဲ့အရာတစ်ခုလိုမျိုးကျမခန်းစားနေရပါရဲ့ ရုပ်ရှင်တွေကအထွက်လာကြတဲ့အရာပေါ့ပရိသတ်တို့တိလားကျမက drama စနားနည်းနည်းလေးကြိုက်တယ်ဆိုတော့ဒီလိုလေးတွေညှက်ပြီးတော့ပြောနေရတာပါအဲ့ဒါကဘာကြည့်လဲ Alice အာအာဘမမဟုတ်ပါဘူးဒီတိုင်းကျောင်းကတကယ်ချင်းတယောက်ပါဒီကောင်မလေးပုံကိုကြည့်နေတဲ့အချိန်မှာကျမနှလုံးသားကြီးပြုတ်ကျသွားသလိုခံစားလိုက်ရတယ်။ဒါပေမဲ့ပြန်ကြည့်လိုက်တော့သူတို့ကမရှိတော့ဘူး။ပြီးတော့ဆာရီကိုလည်းဆက်ဖက်ကြည့်လိုက်တယ်။နှစ်ကောင်လေးကနှစ်ကိုဖောက်ပြန်နေရနော်။ ဒီကိစ္စကိုဖြေရှင်းဖို့အတွက်ကျွန်မလည်း LSD စကားပြောဖို့အတွက်ဆုံးဖြတ်လိုက်ပါရစေ။ကျွန်မတို့သူနဲ့နှစ်ယောက်ထဲတိတ်တွတ်ဆုံးမနေရာတစ်ခုပဲပေါ့။ကျွန်မစတဲ့ဆောင်ရောက်ထားတဲ့ LS ရှင်ကရှင်ကတခြားတယောက်တွေ့နေရဆို။လူစီမင်းအခုအကြောင်းကိုသိရနေကွာ။ကိုကအဲ့ဒီလိုမဟုတ်ပါဘူးနော်။အဲ့ဒီလိုနဲ့ပဲကျွန်မရဲ့ဇလန်းအဆမှာဖြစ်ခဲ့တဲ့အတိုင်းသူကကျွန်မကိုရှည်ရဲတွန်းချလိုက်ပါရစေ။အတရောကျွန်မရဲ့ပြစ်ဆုံးပံကအဲ့ဒီအချိန်မှာရောရှတ်သွားခဲ့ပါရစေ။ LS ပါစပ်များလဲ။ ကျမကိုဘသူတွန်းလိုက်တယ်ဆိုတော့ကျမအဲ့နေ့ကတေချာမသိခဲ့ပါဘူးမိဘရဲ့အမြင်ရောက်လာလို့မဟုတ်လို့ကတော့ကျမအဲ့ညမှာရင်တည်သွားလောက်ပါရယ်အရှာအလုံးကဝူဝါနေပြီမဲ့ကျမကောင်းတဲ့မှာထင်ရှားနေတဲ့အရှာတခုတော့ရှိပါရယ်အဲ့ဒါက Alice ပဲကျမကို Alice တို့ချလိုက်တယ်ဆိုတော့တော့မှကျမပါစက်ကနေထုံမပြောနိုင်ခဲ့ပါဘူးတမီးလေးအခုဆိုရင်အညက်ကင်းသွားပြီနော်ထောက်ကပဲအရေးကြီးပါရယ်ကွယ်ဒါပေမဲ့ဘသူကတွန်းချရဲဆိုတော့တမီးမမိမယ်ဆိုရင်တော့အမေတို့ကိုပြပြပါနော် အလစကဒါကိုလုတ်ခဲ့တာပဲဒါရယ်အလောက်ကိုချက်စီခဲ့တာဘာလို့ဆိုတော့ဘာလို့ဆိုတော့ကျမတို့မိသားစုကသူတို့မိသားစုဘက်ကိုလမ်းမို့တယ်လို့သူတွေးနေရသူကဒါမျိုးနေလဲနဲ့အရာအလောက်ကိုပြင်ရှင်းလို့ရတယ်လို့ထင်နေရပဲသူတိတ်ကိုမားသွားပြီသူအရန်ကိုမားတယ်သူမိသားစုကအရာအလောက်ကိုဆုံးရှုံးလိုက်ရတာကျမတို့ကြောင့်ဆိုပြီးတော့သူကအပြစ်တင်နေရကျမကိုလည်းအပြစ်တင်နေကြတာတကယ်မှာတော့သူအမှန်တရားကိုမြင်နိုင်ဖို့အတွက်မျှော်လင့်ပါတယ် အဲ့ဒီအချိန်မတိုင်ခင်အထိတော့ကျမရဲ့လျှို့ဝှက်ချက်ကိုထိန်းသိမ်းထားလိုက်မယ်။ကျမတို့ Neos လို့ရဲ့အနည်းငယ်မှုအတွက်ပေါ့။ဒါကတော့ကျမရှင်နေမှာမျိုးတိတ်ထားရတဲ့အဆိုင်ကဲတစ်ခုပဲဖြစ်ပါရယ်။ကျမအစင်သည်ဖြစ်တဲ့အချိန်ကြာရင်တော့တခြားသူတွေကိုထုတ်ပြသွားမှာပါ။ဆန်လန်းလေးကတော့ဒီလောက်ပါပဲနော်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့အတူပြန်လည်ဆွေးနွေးကြပါသေးတယ်။တိုင်ယာအေဂျင့်နဲ့နေရာတွေကို personal position